ိုကျမ်းပိုက်ကတော့ဆာလနံပါတ်55ဖြစ်ပါတယ်။ကံကြီး55အငယ်1မှ8အိုးဖျားသခင်အကျွန်ုပ်ဆုတောင်းသောစကားကိုနားထောင်တော်မူပါအတနာတော်ခံသောအခါရှောင်၍နေတော်မူပါနှင့်ကြည်ရှုနားထောင်တော်မူပါရန်သူဤစကားတန်ကြောင့်၎င်းမတရားသောညှင်းဆဲခြင်းကြောင့်၎င်းအကျွန်ုပ်သည်ညှိုးငယ်သောစိတ်နှင့် ညီးတွန်းမြည်တမ်းလျက်နေရပါ၏သူတို့သည်ကျွန်ုပ်အပေါ်၌အပြစ်ကိုတက်ရောက်စေပြီးဒေါသစိတ်နှင့်မုန်းကြပါ၏အကျွန်ုပ်နှလုံးသည် ကိုယ်အแทမှတုံ့လွှတ်၍တေဘေးကိုကြောက်အားကြီးပါ၏ကြောက်ရွံ့တုံ့လွှတ်ခြင်းသို့ရောက်၍အလွန်ထိတ်လန့်ခြင်း၌မွန်းလျက်ရှိရပါ၏ငါသည်ဂျုံးငယ်ကဲ့သို့အတောင်ကိုရပါစေသောထိုတို့ရလျင်အခြားတို့ပြန်သွား၍ ငြိမ်ဝှက်လျက်နေလိမ့်မည်ဝေးစွာတွား၍တောမှနေရာကျလိမ့်မည်ပြင်းစွာသောမိုးသက်မုန်တိုင်းနှင့်လွတ်ချင်းငါအလင်းအမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏အငယ်ကူမဆင်ငါအိုးထရဖျားသူတို့စကားကိုပပြောက်အောင်ကွဲပြားစေတော်မူပါမြို့တော်တွင်အနိုင်ထက်ပြုခြင်းနှင့် လူယူခြင်းကို အကျွန်ုပ်မြင်ပါပြီ။ မြို့ရိုးပေါ်မှာနှင်းရမပြတ်သူတို့သည်လေကြပါ၏မြို့ထဲမှာဆိုးညစ်သော အမှုနှင့်နှောက်ရချင်းအမှုရှိကြပါ၏အာရမတရားတို့သည်မြို့အလယ်၌ရှိ၏ညင်စေခြင်းနှင့်လှည့်စားခြင်းသည်လမ်းတို့၌နေရာကျကျပါ၏ငါကိုကဲ့ရဲ့သောသူသည်ငါယံသူမဟုတ် ဟုတ်လျင်တီးခံနိုင်၏ငါကိုယံပဲ့ပြုသောသူသည်ငါကိုမုံသောသူမဟုတ် ဟုတ်လျင်ထိုသူကို ငါရှောင်နေ၏ထိုတို့ပြုသောသူသည်တင်ဖြစ်၏ငါနှင့်ဖက်သောသူငါမိတ်ဆွေငါအတိကျွမ်းဖြစ်၏အချင်းချင်းตายာသောဆွေးနွေးတိုင်မြချင်းကိုပြုကြပြီဘုရားသခင်၏အိမ်တော်သို့လူအစုဝေးနှင့်အတူတွားကြပြီသူတို့ကိုတေမင်းဖန်းစည်းပါစေအသက်ရှင်လက်မရဏနိုင်ငံသို့ဆင်းသက်ကြပါစေအကြောင်းမူကားဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ၏အငယ်၁၆မှ27ငါမူကားဖျားသခင်ကိုပတနာပြု၍ဒါဝရဖျားသည်ကဲတင်တော်မူမည်ညာဝုအချိန်နာနေအချိန်မွန်းတဲ့အချိန်တို့၌ငါသည်ညီးတွားမိတမ်း၍ငါ၏အတန်ကိုကြားတော်မူမည်ငါကိုစစ်တိုက်ကြဆင်တွင် ငါအသက်ကိုရွေးနှုတ်၍ချမ်းသာပေးတော်မူမည်ငါဘဲ၌နေသောသူအများရှိကြ၏ရှေးကာလမှစ၍အမည်စီရင်သောဖျားသခင်သည်နားထောင်၍သူတို့ကိုနှိမ်ချတော်မူမည်သူတို့သည်ပြောင်းလဲခြင်းမရှိသောကြောင့်ဖျားသခင်ကိုမကြောက်မရွံ့ကြထိုသောသူသည်မိ쇠ဖြစ်သောသူကိုပြမှား၍တစ္ဆာပြတ်တတ်၏ သူ၏စကားသည်သောဘထဲချောတော်လဲစစ်တိုင်းမီဟုအကြံရှိ၏သူ၏စကားသည်စီထဲပြော့တော်လဲထုတ်တော်ဓာဖြစ်၏အငယ်22မှ23ထမ်းရွက်ရသောဝန်ကိုထာဝရဘုရား၌ချထားလောတင့်ကိုမဆတော်မူမီဖြောင်းမတော်သူကို အစဉ်မြဲလှုပ်ရှားစေတော်မူမူရာအိုဘုရားသခင် အခြားသောသူတို့ကို ဖြစ်စည်းရာတွင်တဲ့သူချတော်မူမည်လူအသက်ကိုတတ်တော်သူနှင့်တစ္ဆာပြတ်တော်သူတို့သည်မိမိအသက်တာတဝက်ခန့်မြှမရှင်ရကြအကျွန်ုပ်မူကားကိုရော၌ခိုလုံပါမည်โอเคနောက်ကျန်ပိုင်းမှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်